ကဲဒီနေ့ရဲ့ဆက်လီစနက်စီစဉ်မှာတော့လူပြိုခြင်းရဲ့လှုပ်ဝက်ချက်တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။တနာလိုက်မဲဖြစ်ပါတယ်။မတနာလိုက်မင်္ဂလာပါရှင်။အော်မင်္ဂလာပါ။ဟုတ်ကဲ့ပါရှင်။ကဲဒါဆိုလို့ရှိရင်ဒီဆက်လီစနက်မိကုန်းနေအတွက် ready ပဲလားရှင်။မောနေသေးတယ်။မမေးပါ။ဟုတ်ကဲ့ပါရှင်။ကဲဒါဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ပေါ့နော်။လူပြိုခြင်းရဲ့လှုပ်ဝက်ချက်တွေအများကြီးရှိပေမဲ့တစ်ခုတည်းပဲပြောရမယ်ဆိုအမဘယ်အကြောင်းပြောမလဲရှင်။အာ exercise လုပ်တာပဲ။ ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်အမနဲ့ပတ်သက်ပြီးတော့လူသိမ့်မသိသေးရဲ့လို့ဝတ်ချက်ဆိုရင်ကလေးတွေတော့သိတယ်အမအိမ်မှာနေတဲ့လူတွေအကုန်လုံးသိတယ်အမချိနှံလေးကိုသူတို့ကြိုက်ကြတယ်ဟုတ်ကဲ့ပါရှင်ကဲဒါဆိုလို့ရှိရင်နောက်ထပ် baby လေးတယောက်မွေးဖို့အစီအစဉ်ရှိမရှိအာနောက်ထပ် baby ရောမွေးစရာမလိုတော့ဘူး baby လုံးနေမဲ့တယောက်တော့ရှိတယ်အဲ့တော့ baby လေးပါ ဟုတ်ကဲ့ပါရှင်အာဘောနော်အမျိုးသားတွေကတည်ငြိမ်ရှင်းချက်တဲ့သူနဲ့ခက်ဆန်တွက်လက်တဲ့မင်းမပြူဘဲဟာကိုပိုကြိုက်မယ်လို့အမထင်လဲရှင်ဒါအသက်40လဲရှိပြီဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံရပြောရရင်တော့အမျိုးသားငယ်ငယ်လေးတွေကသူတို့ထက်အာတည်ငြိမ်ရှင်းချက်တဲ့အမျိုးသမီးတွေကိုကြိုက်တာတွေ့ရတယ်အဲအမျိုးသားတွေအသက်ကြီးသွားတဲ့ခါကျရင်လည်းသူတို့ကငယ်ရွယ်တက်လက်တဲ့မင်းကလေးကိုကြိုက်ကြပြန်ရောအဲ့တော့ဘာဖြစ်အမအခုလောလောဆယ်မှာတော့တည်ငြိမ်ရင်းချက်တဲ့ အမျိုးသမီးကိုကြိုက်တဲ့အမျိုးသားငယ်ငယ်လေးကိုရထားပါတယ်လို့ဟုတ်ကဲ့ပါရှင်ကဲအမရေအဝိစားနေပုံထိုင်ပုံနဲ့ဒီအပေါ်မှာ ਨੇ ပတ်သက်ပြီးတော့ဝေဖန်တာတွေနဲ့ပတ်သက်ပြီးဘာများပြောချင်ပါလဲရှင်အဝိစားနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမကိုဝေဖန်လာပြီးဆိုလို့ရှိရင်တော့ဒါကိုပန်းနဲ့ပေါက်လို့သဘောထားပြီးတော့ကိုလုတ်ဆရာရှိတာကိုလုတ်ချင်တာတွေဆက်လုပ်ပါတယ် ကဲဒါဆိုရင်အမရဲ့လေးစားအားကြရတဲ့သူကဘယ်သူဖြစ်မလဲငငယ်တော့တော့အများကြီးရှိခဲ့မှုပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကပဲပေါက်ကြရလုံးလုံးကြက်သွားတာများတော့အခုဆိုလို့ချင်းတယောက်တည်းကိုအများအားဆံမထားတော့ဘူးကိုလိုချင်းနဲ့ကောင်းတဲ့အကွက်လေးတွေကိုပဲတေချာယူပြီးတော့အာအတူယူပါတယ်လို့ ဟုတ်ကဲ့ပါရှင်ဒါဆိုရင်အမစိတ်ဆင်းရဲတဲ့အချိန်မှာအားပေးပြီးတော့ဖိမခဲ့တဲ့သူတွေရောဘယ်သူတွေဖြစ်မလဲစာအုပ်တွေပါပဲဟုတ်ကဲ့ပါဒါဆိုရင်ထူးထူးခြားခြားကဲ့ရဲ့ခံခဲ့ရတာမျိုးတစ်ခုလောက်ပြောပြပေးပါလားအမ်ဥမာအမကြောင်ရယ်ဆိုရင်မဲတယ်ဆိုပြီးတော့ပြောရှင်တဲ့လူတွေရှိတယ်အမခန္ဓာကိုယ်မှာခုံယူတဲ့နေရာပြပါဆိုလို့ရှင်ဟုတ်လားကဲဒါဆိုရင်ဒါအခုကတော့ romantic အပိုင်းလေးပေါ့ညီမြင်ချင်းအချက်ကိုယုံပါသလားတဲ့ သူ့ကိုမြင်တဲ့အချိန်တော့တတိတောင်မထားမိဘူးဒါပေမဲ့တတိထားမိတဲ့အချိန်ကနေစပြီးတော့တစ်ဆက်ကလေးတောင်မခွဲနိုင်တော့အဲအကြောင်းလဲအခုလုပ်ငန်းတွေပါပြီးအကုန်လုံးတစ်ခါတည်းတူတူလောက်ထားလိုက်တော့ခွဲเสียရမလို့တော့ပြီးတော့ကဲဒါဆိုလို့ရှိရင်ပထမဆုံးဒိတ်လုပ်တဲ့နေရာဘယ်နေရာမှာဖြစ်မလဲရှင်ပထမဆုံးဒိတ်လုပ်တဲ့နေရာကအာမရမရောက်တဲ့တောထဲမှာခြံထဲကတောင်ကြီးကတောထဲမှာသွားခဲ့တယ်နေရာလေးပဲဟုတ်ကဲ့ပါရှင်ကဲအမအရင်တစ်ဖက်တက်လားအကိုဘက်ကအရင်တစ်ဖက်တက်လား သူကအမောင်ငငယ်တွေက YouTube ခဲ့တာတဲ့ဟုတ်ကဲ့ပါရှင်ဒါကတော့ Sally's Night ရဲ့နောက်ဆုံးမိန့်ခွန်းလေးပါဒီ body shaming နဲ့ပတ်သက်ပြီးတော့ဗောနော body shaming လောက်ခံရတဲ့ကောင်မလေးရဲ့အတွက်သနာလာရနေပြီးစကားလက်ဆောင်လေးတစ်ခုတော့ပြောပြပေးပါရှင်ဟုတ်ကဲ့ပါ body shaming ဆိုတာဒါပောက်လိုက်တဲ့မြားကိုထိသွားအောင်ကိုကခံမှာပဲထိတာပါလို့မပြောချင်ပါနဲ့အဲ့တော့သူများတွေပါပဲပြောပြောကိုကိုကိုတကယ်ချစ်မယ်ကိုကိုကိုတန်ဖိုးထားတတ်မယ် ိုကိုကိုဂုံယူရမယ်ဆိုလို့ရှိရင်သူများတွေပါပြောပြောကိုကိုမကြည့်တော့ပါဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါ thank you တာတာ